မင်္ဂလာပါကျွန်တော်ဒီတစ်ခေါက်မှာတော့အခုချိန်မှာ photo journalist လုပ်လုပ်တဲ့နေလားဆိုတော့အကြောင်းပြောကြတာပေါ့အားလုံးပဲမင်္ဂလာပါဟုတ်ကျွန်တော်ဟိုဒီ page facebook page ကနေ messenger ဟိုဟို message ကနေပြန်မေးထားတယောက်ရှိလို့ပေါ့နော်ဟိုအခုချိန်မှာဒီ photo journalist လို့အလုပ်မျိုး ဟိုလှုပ်တဲ့နေလားဘယ်ဟာဆလှုပ်ရမလဲဆိုတာမျိုးမေးထားတာပေါ့နော်အဲအဲဆိုတော့ဒီခေါက်ဗီဒီယိုလေးကတော့အဲအကြောင်းပဲပြောကြတာပေါ့ဟုတ်အဲပထမဆုံးဖိုတိုဂျာနယ်လစ်ဆိုတာဘာဘာအလုပ်လဲဆိုတာအရင်ပြောအောင် သူကသတင်းစာပညာအလုပ်ပါပဲသတင်းရေးသားတဲ့ဟာမျိုးရှိတယ်ပေါ့နော်သတင်းပညာရဲ့မှာဒီသတင်းစာရေးတဲ့သူတွေရှိတယ်နောက်ဒီအာဒီဗီဒီယိုရုပ်သံလုပ်တဲ့သူတွေလည်းရှိတယ်နောက် အဲဓာတ်ပုံရိုက်တဲ့သူကတော့ photo journalist ခေါ်တာပေါ့နော်ဒါအဲ့လိုသတင်းဓာတ်ပုံရိုက်တဲ့အလုပ်ပေါ့နော်ကျွန်တော်ကတော့ဒီအဲ့ဒီအလုပ်ကိုပဲဒီ2010ခရီးကလောက်ခဲ့တာဆိုတော့အဲ့လိုမျိုးပေါ့နော်အဲရင်းနှီးကြောင်းဝင်မှုတော့ရှိတယ်ဒါပေမဲ့အခုချိန်မှာလှုပ်တဲ့နေသလားလို့မေးလာတဲ့ခါကျတော့ဖြေရတာတော့ခက်တယ်ဖြေရတော့ဘာလို့ကြောင်းခက်လဲဆိုတော့အခုချိန်ကဘယ်လိုပြောမလဲဒါ photo journalist မှာမဟုတ်ဒီသတင်းပညာ လှုပ်တဲ့သူဒီလိုမျိုးတရင်အမှန်ဖြန့်ချီတဲ့သူဘယ်သူမှမဆိုဒီကာလအနည်းအရန်များတဲ့ကာလပေါ့နော်ဒီကဘာပေါ်မှာလက်ရှိဒီအနည်းအများဆုံးအလုတ်ကင်နေတဲ့မှာဂျာဂျာနယ်လစ် အလုတ်ကထိတ်ဆုံးအပါတယ်ပေါ့နော်ဒီမနေ့ကတည်းကဟိုဒီကဘာပေါ်မှာဒီစာနယ်ဇင်းလုတ်ကင်တဲ့ဒီဂျာနယ်လစ်တွေအများကြီးယာနေချီပြီးအာဒီသတင်းယူရနေအသက်ခံနေရတာမျိုးရှိတယ်ပေါ့နော်အဲကြတော့အနည်းအများလဲကျွန်တော်မြန်မာမှာဆိုရင်လဲဒါက ထောင်ချတာရှိတယ်ပြီးတော့အဲ့လိုမျိုးပေါ့နော်စစ်ဖြစ်နေတဲ့ဒေသရင်မှာဆိုလည်းအဲ့လိုမျိုးဟိုလိုဖမ်းမိရင်အသက်ခံရတာမျိုးတွေလည်းရှိတယ်ပေါ့နော်ခုထက်တည်းလည်းကျွန်တော်စီမှာမြန်မာနိုင်ငံထောင်ထဲမှာအဲ့လိုသတင်းသမားတွေအယောက်60 90နီးပါးလောက်လက်ရှိရှိနေသေးတယ်ပေါ့နော်ဆိုတော့ပြောရရင်ဒီအလုတ်ကအနေအရန်များတဲ့အလုတ်လည်းဖြစ်တယ်ပေါ့နော်နောက်တစ်ခုကဟိုကျွန်တော်တို့ကအခုလက်ရှိမြန်မာပြည်မှာဖြစ်နေတဲ့သတင်းအများစုကလည်းဒီ အာဒီကျွန်တော်တို့စစ်ဖြစ်နေတာပြိပခဖြစ်တဲ့တဲ့မျိုးလိုက်ရတာများတယ်ဆိုတော့အရင်အရန်များတဲ့အလုပ်လို့လက်ရှိပြောလို့ရတယ်ပေါ့နော်အရင်လိုလဲဟိုအမခံချက်လည်းရှိမနေဘူးပေါ့နော်အဲ့လိုမျိုးရှိနေတယ်ဒါကဘာမှလည်းအခုလက်ရှိအဲ့လိုမျိုးဟိုဖြစ်နေတာမျိုးပေါ့နော်အဲ့လိုမျိုးဆိုတော့ဒီအာနာပိုင်းနေနဲ့အတိုက်ခံလောက်ပြီးသတင်းတင်ပြရတဲ့အခါအချိန်ကြောက်ခံရရှိနိုင်တယ်ပေါ့နော်အဲ့လိုဆိုတော့ဒါ channel လေးစဉ်အလောက်ကတော့လောဆယ်အနေနဲ့များတဲ့အလောက်ဆိုတာတည်ထားဖို့ ြောချင်တာပါ။နောက်သတင်းဓာတ်ပုံအလုံးအဲ့ဒီမှာမှဒီသတင်းဓာတ်ပုံတို့ film making တို့အဲ့လိုမျိုးအလုပ်တရားဟိုနည်းနည်းပို့ပြီးတော့ပဏိပခဖြစ်တဲ့နေရာကိုသွားရတာဆိုတော့အဲ့လိုမျိုးပို့ပြီးတော့ဂယူဆိုင်ရတယ်ပေါ့နော်အဲ့လိုမျိုးပေါ့ကျွန်တော်တို့ကဒီပဏိပခဖြစ်တဲ့နေရာသွားရင်တော့နောက်တန်းမှနေလို့မရဘူးရှေ့တန်းလို့ဟာမျိုးတို့အနည်းဆုံးတော့ဒီဂျားတွေကအဲ့လိုမျိုးပေါ့နော်ဆေးအဖွဲတွေရှိတဲ့နေရာမျိုးတွေမှာသတင်းယူရမျိုးရှိတယ်အဲ့လိုမျိုးမျိုးဆိုတော့ အနေတားများရတယ်ပေါ့နော်အဲခုချိန်မှာအဖိုတိုဂျာနယ်လစ်လောက်တင်လားလို့မေးရင်ဒါကဝါသနာပေါ်ဝဲမှုတည်းပဲပေါ့နော်ဒီလောက်ကပညာရဲ့တစ်ခုလည်းဟုတ်တယ်ဒါပေမဲ့ယခုရှိတာကဒါကကျွန်တော်တော့ဘယ်ဘယ်လုံးဆိုအလုပ်ဘူးသမီးကုံရှိသွားပေါ့နော်ဒါဘယ်လုံးလောက်လောက်ကိုဝါသနာပါတဲ့အလုပ်ကိုလုပ်ရင်ပိုကောင်းတယ်လို့ကျွန်တော်တို့ယူဆတယ်ကိုဝါသနာပါတဲ့အလုပ်ကို ပတ်စံဘလောက်ရတဲ့အမြင်အရကိုတွက်ဆရာမလို့ဘူးပေါ့နော်ကိုဝါသနာပါတာကိုအစွမ်းကုန်အထိကျွမ်းကျင်သွားလို့ရှိရင်ပတ်စံအတွက်သူငွေရနောက်ကလိုက်လာလိမ့်မယ်အဲ့လိုမျိုးဆိုတော့ဒီ profession ကိုရွေးချယ်တယ်ဆိုရင်ဟိုတကယ်ဝါသနာပါလို့ရွေးချယ်တာမျိုးဆိုရင်တော့အဲ့လိုမျိုးလှုပ်တဲ့နယ်လို့ကြံပေးတယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့အခုလက်ရှိချိန်ကကျွန်တော်တို့ကအဲ့လိုဒီတမိုင်းကိုမှတ်တမ်းတင်မဲ့သူတွေလိုတယ်ပေါ့နော်အဲ့လိုမျိုးပေါ့ကျွန်တော်အဓိကအဲ့လိုမျိုးပေါ့ပြောချင်တာကတော့အာ ဟိုဖိုတိုဂျာနယ်လစ်မှမဟုတ်ဘူးဓာတ်ပုံဟောင်းကျွန်တော်လူတွေအများကြီးဓာတ်ပုံရိုက်ဆရာမလို့ကျွန်တော်ဟို personal ခံယူထားတဲ့မူဝါဒကတော့ဟိုလူတိုင်းဓာတ်ပုံဆရာဖြစ်ဖို့မလို့ကဘာဘွားလူတိုင်းဓာတ်ပုံဆရာဓာတ်ပုံရိုက်တတ်နေရမယ်ဆိုတာအဓိပ္ပာယ်မရှိနေဘူးကဘာဘွားလူတိုင်း engineer ဖြစ်ရမယ်ဆိုတာလည်းအဓိပ္ပာယ်မရှိဘူးအဲ့လိုအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးဆိုဒီအဲ့လိုဒီဝါသနာပါတဲ့သူတွေလောက်တာဒီသူဝါသနာပါရအောင်လောက်တာပို့ပြီးတော့ ကောင်းတယ်ပေါ့နော်နောက်တစ်ခုကအဲ့လိုမျိုးပေါ့ဒီအဲ့လိုငွေကြီးကြောင်မဟုတ်ဘဲနဲ့တကယ်ဝါသနာပါလို့လုပ်ရင်တော့သူဟိုအရင်စီးပွားရေးသမားလို့တော့ချမ်းသာမှာတော့မဟုတ်ဘူးဒါပေမဲ့သူ့အနေနဲ့သူတော့အဲ့လိုမျိုးဝင်ငွေရတော့တစ်ချိန်မဟုတ်တစ်ချိန်မှာရလာလိမ့်မယ်ဆိုတော့အနေထားမျိုးတော့ရှိပါတယ်ပေါ့နော်အဲ့လိုမျိုးတော့ရှိတယ်အာခုချိန်မှာ photo journalist ဘယ်လို့ လို့ okay ထားပါတော့ကျွန်တော်တို့က okay ကျွန်တော်တကယ်လဲဝါသနာပါတယ်ကျမကတော့တကယ်လဲဝါသနာပါတယ်လှုပ်ချင်တယ်ဆိုရင်ဘယ်လိုလုပ်အောင်လဲဆိုတော့လက်ရှိလောလောဆယ်ကတော့အာအလုတ်ကင်ခွင်လန်းတော့အမှန်တော့ journalism မှာလည်းမကောင်းနေဘူးပေါ့နော်အလုတ်ပြုတ်တဲ့ဟာတွေလည်းအများကြီးကြားရတယ်ပေါ့နော်အဓိကတော့ဒီမီဒီယာအများစုကလွတ်လပ်တဲ့မီဒီယာအများစုကထောက်ပံ့ခြင်းငွေနဲ့လဲပတ်နေတာတွေများတယ်ကျွန်တော်တို့ online media တွေကအားတွေအကုန်လုံးကအခုကဒီထောက်ပံ့ခြင်းငွေတွေက နိုင်ငံခြားပေးတဲ့ထောက်ပံ့ရင်းငွေတွေရပ်နေပြီဆိုတော့တော်တော်များများအလုပ်ကင်ခတ်ခဲရှိတယ်။လူသစ်ခေါ်ဖို့ခတ်ခဲရှိတယ်။အဲ့လိုမျိုးဆိုတော့လုံးတင်လာလို့မင်းတော့အမှန်တော့ပတ်စံလဲရချင်တယ်ဆိုရင်တော့လောလောဆယ်တော့မလွယ်ဘူးပေါ့နော်တကယ်ဝါသနာပါတယ်ဆိုရင်တော့ဒီတခြားငွေရမဲ့အလုပ်ကံမျိုးလေးလက်ရှိရှိနေတော့အဲ့ဒီလက်ရှိလုပ်နေတဲ့ငွေရတဲ့အလုပ်ကိုပဲလောလောဆယ်ဆက်လုပ်နေတဲ့ဓာတ်ပုံတွေကို ဒီလိုကိုအားလက်ချိန်မှာရိုက်သွားတာမျိုးတော့အကြံပေးခြင်းနဲ့ပေါ့နော်အဲ့လိုမျိုးပေါ့ဒါဟိုဟိုလောလောဆယ်ဟိုတခြားအလောက်ကိုင်းနဲ့ငွေရနေဆိုပြီးတော့ပြောတာခြေစုံပြည့်ဝင်မှုကတော့ဒီချိန်မှာဘယ်လိုမှမလွယ်နိုင်ဘူးပေါ့နော်နောက်တစ်ခုက photo journalist နဲ့ဒီမှတ်တမ်းတပ်ပုံရိုက်တဲ့ documentary photographer နဲ့ကလည်းအာဘယ်လိုပြောမလဲအကြဟိုဓာတ်ပုံရိုက်တာချင်းတူပဲနည်းနည်းတော့ခွဲရတယ်ပေါ့နော်အဲ့လိုမျိုးပေါ့ကျွန်တော်ကိုကျွန်တော်ဆိုရင် ကျွန်တော်ကဒီအရင်ကတော့ photo journalist လို့ပြောလို့ရတယ်ဒီ2000တဆယ်အနေနဲ့2015လောက်ထိအဖိုတိုဂျာနယ်လစ်လို့ပြောလို့ရတယ်2015နောက်ပိုင်းကကျွန်တော်ပို့ပြီးတော့ documentary photographer လို့ပြောရင်ပို့ပြီးတော့မှန်လိမ့်မယ်လို့ထင်တယ်ကျွန်တော်ကအဲ့လိုသတင်းအနေနဲ့အဲ့ဒီနောက်ပိုင်းမှာသတင်းဓာတ်ပုံရိုက်ပြီးတော့ဟိုဝင်ငွေရတာမျိုးမဟုတ်တော့ဘူးကျွန်တော်ကိုရိုက်ချင်တဲ့ဟာကိုမှအဲ့လိုမှတ်တမ်းဓာတ်ပုံကိုယ့်အကိုရိုက်လိုက်တာပဲရှိရကျွန်တော် အဲ့ဒီချိန်တွေမှာ profession အနေနဲ့ဒီအလုပ်လုပ်တဲ့ဟာက video production ကနေပဆိုင်ရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးပေါ့အခုလက်ရှိဆိုရင်လည်းကျွန်တော်က photo journalist လာလို့မင်းကျွန်တော် photo journalist မဟုတ်တော့ဘူးပေါ့နော်လောလောဆယ်မဟုတ်ဘူးလို့ပဲပြောရမှာပေါ့ဘာလို့လဲဆိုတော့ကျွန်တော်ကဒီဒီ photo journalist လို့ခေါ်တဲ့လူများစိတ်ဝင်စားနေတဲ့ hit ဖြစ်တဲ့သတင်းတွေကိုကျွန်တော်ရိုက်လို့မရှိဘူးလောလောဆယ်မှာဥပမာဆိုရင်ကျွန်တော်အခု time မှာနေရဆိုရင်မှဒီ ဒီမဲဆောက်မှာဒီကြားဖြန်းဟာမျိုးသတင်းတွေရှိတဲ့ဟာမျိုးဆိုကျွန်တော်တွားမရဘူးကျွန်တော်ဒါဟို training ဖြစ်တဲ့ဟာမျိုးပုံမှန်တော့ photo journalist တွေကတော့တွားရိုက်တယ်ပေါ့နော်ဒါပေမဲ့ဒါကျွန်တော်စိတ်ဝင်စားတဲ့အကြောင်းအရာကျွန်တော်ရိုက်နေတဲ့အကြောင်းအရာလည်းမဟုတ်နေတဲ့အတွက်ကျွန်တော်တော့အဲ့ဒါတွားမရိုက်ဖြစ်ဘူးပေါ့နော်အဲ့လိုပုံစံမျိုးပေါ့ကျွန်တော်ခုလက်ရှိက documentary ပုံစံမျိုးပဲကိုစိတ်ဝင်စားတဲ့အကြောင်းအရာပဲခွက်ကိုရိုက်နေတဲ့သဘောမျိုးဖြစ်သွားပြီပေါ့နော်နောက်ပြီးတော့ကျွန်တော်လက်ရှိဝင်ငွေရလည်း ဘယ်ရရလဲဆိုတော့ဒီလိုတခြားအလုပ်ကနေပတ်စံရတယ်ပေါ့နော်တခြားအလိုဗီဒီယို editing လို့နောက်ဘာသာပြန်တာတို့အလိုအလိုမျိုးကနေရတာပေါ့နော်ဒီသတင်းလောက်ကြီးနဲ့ဒိုင်းရိုက်ဆက်နွယ်နေတဲ့အလိုမျိုးတွေအဲ့ဒီပတ်စံရတယ်ဆိုတာမျိုးတော့လောလောဆယ်မရှိဟိုနည်းတဲ့ပေါ့နော်အခါလေတော့ရှိတယ်ဒါပေမဲ့နည်းတယ်ကျွန်တော်အခုကဓာတ်ပုံရိုက်တယ်ဆိုတော့ကိုရိုက်ချင်တာကိုကိုရိုက်နေအောင်မှတ်တမ်းဓာတ်ပုံဆရာလို့ပဲပြောလို့ရတယ် โอเคပြန်ဆက်ရရင်ဒီ documentary photographer ဆိုတော့အဲ့လိုပုံစံမျိုးပေါ့နော်လောလောဆယ်ကျွန်တော်အကြံပေးလို့ရတာတော့ဒီသတင်းဓာတ်ပုံစိတ်ဝင်စားဆိုရင်လောလောဆယ်ဒီအဲ့လိုမျိုးပေါ့နော်ဒီ blog တစ်ခု သတင်းတောက်ဖြစ်ဖို့ blog တစ်ခု live bro အဲ့လိုမျိုးဝင်ငွေရအောင် apply လုပ်မဲ့အစားကိုယ့်အကို တခြားဟိုကိုကျွမ်းကျင်တဲ့တခြားအကြောင်းအရာ profession တခုရှင်ဝင်ဝေးလက်ရှိလည်းရနေရရှင်အဲ့ဒီလုပ်လေးကိုပဲမှိန်လို့ရင်းနဲ့ကိုရှိတဲ့ကင်မရာလေးနဲ့အနီးနာ story လေးတွေကိုဆမ်းပြီးတော့ရိုက်ရင်းနဲ့လေ့လာဖို့ကျွန်တော်အကြံပေးနေတယ်ဥပမာဆိုရင်ဒီသတင်းလိုက်ကြီးဆိုရင်လည်းဒီစာအုပ်တွေမြန်မာစာအုပ်တွေလည်းရှိပါတယ် online မှာ ebook တွေပေါ့နော်အားမျိုးဖြတ်ကြည့်တဲ့နဲ့နောက်ပြီးတော့အဲ့လိုဓာတ်ပုံဒီ documentary တွေ storytelling photojournalism အဲ့လိုမျိုးတွေအလုပ်လုပ်တဲ့ဓာတ်ပုံနဲ့ storytelling ဘယ်လိုသွားလဲဘယ်လို edit လုပ်လဲပုံမျိုး sequencing လို့ခေါ်တဲ့ရှေ့နောက်ဘယ်လိုစီလဲဆိုတဲ့ဟာမျိုးလေးတွေကိုလောလောဆယ်လေ့လာထားပြီးတော့ကိုယ့်ကိုယ်ပဲ personal project နဲ့စရင်တော့ပိုကောင်းတယ်လို့ကျွန်တော်အကြံပေးချင်တယ်ဒါကခုခက်ပြတ်နေတဲ့အချိန်မို့လို့မဟုတ်ဘူးဒါကကျွန်တော်တို့ဒီအာကျွန်တော်ကြိုက်တဲ့ဓာတ်ပုံဆရာရှိတယ်ဒီ Irish ဓာတ်ပုံဆရာ Ivor Brickett ဆိုရယ်

personal projects and come up with you know really interesting quirky stories that no one else is doing rather than going and covering a big news event like this this is something i did very late you know late in my career let's say after 10 years or so but in the beginning the thing the best thing i i could think to do was just find the weirdest story that no one else had done and that would immediately set me apart from everyone else you know so i think that's the single best bit of advice I could give to a young photographer coming up is you know come up with original ideas okay ခုပြခဲ့တဲ့ဗီဒီယိုလိုပဲပေါ့เนาะကျွန်တော်အဲ့ဒီဟာမျိုးမှာကျွန်တော်တို့อ่ะသူပြောသလိုပဲဟိုဟိုကို့ဟိုဘယ် story နဲ့လူတွေတွဲတိသွားနိုင်မဲ့အနေထားမျိုးရှိတဲ့ personal project ကိုအရင်စပြီးတော့ရင်းနှီးမြှုပ်နှံပြီးရိုက်ဖို့ကျွန်တော်တော့အဲ့လိုမျိုးသူ့လိုပဲအကြံပေးတယ်ပေါ့เนาะအဲ့လိုမျိုးဒီ သတင်းတော့အလုပ်လောလောဆယ်လိုက်ရှောင်းနေရဖို့ကဘလို့မှမလွယ်နိုင်ဘူးပေါ့နော်နောက်တစ်ခုကအဲ့လိုမျိုး CJ တို့ဘာတို့တွေပဲတုံးတာများတယ်မြန်မာမီဒီယာတွေမှာဖိုတိုဂျာနယ်လစ်ဆိုပြီးတည်တန်းခန့်နဲ့သတင်းဌာနဆိုတာမရှိသလောက်ကိုဖြစ်သွားပြီအရင်ခေတ်ကောင်းစဉ်တော့ဒီအာနာမသိငင်တော့ရှိတယ်အခုကတော့မီဒီယာဌာနတိုင်းမှာတည်တန်းထပ်ပုံဆရာရယ်လို့မရှိတော့ဘူးပေါ့နော်အဲ့လိုအကုန်လုံးက ဓမ္မုံငင်ရိုက်တယ်စာလဲရေးတယ်အဲ့လိုသတင်းတော့အမျိုးကြီးဖြစ်သွားတာဆိုတော့လောလောဆယ်အားမျိုးတွေကိုလည်းလေ့လာထားပြီးတော့ကိုပိုင် personal project လေးနဲ့လုပ်ဖို့အကြံပေးတယ်နောက်ပြီးတော့ကိုပိုင် personal project ကနေပြီးတော့အဲ့လိုမျိုးကိုရဲ့ scale တွေတက်လာပြီးလူသိလာပြီးဆိုရင်တော့ကျွန်တော်တို့ကအဲ့ဟန်နေမှာနောက်တစ်ဆင့်အဲ့လို media ဌာနတွေကိုလှမ်းလျှောက်တာမျိုးအာအဲ့လိုမျိုးတကယ် professional career စပြီးတော့ join လို့ ဖိုတိုဂျာနယ်လစ်အနေနဲ့ join လို့ရပြီပေါ့နော်အဲ့လိုမျိုး join နေတဲ့နောက်ဒါမှမဟုတ်လဲဒီ local မှာ join ကျင်သွားပြီကိုကအင်္ဂလိပ်စာလဲအတော်အသင့်အဲရေးနိုင်ဖတ်နိုင်ပြောနိုင်နေဆိုရင်နိုင်ငံခြားမီဒီယာလိုဟာမျိုးဒီ wire agency လိုဟာမျိုးမှာလဲလုပ်လို့ရပါတယ်နောက်တစ်ခုကတစ်ခုနားလည်ထားဖို့ကဖိုတိုဂျာနယ်လစ်အလောက်ကလည်းလွယ်သေးလောက်တော့မဟုတ်ဘူးပေါ့နော်ဟိုတကယ် ဓာတ်ပုံရိုက်တာဝါသနာပိုင်းအောင်တစ်ခါလေကြာကျွန်တော်အဖိုးအရင်ခောက်တရလဲပြောဘူးတလို့တစ်ခါလေကြာဟိုပင်မန်းတဲ့အခါမျိုးရှိတယ်တိုက်ရက်ဖြစ်တယ်ဗောနောပင်မန်းနဲ့ဆိုတာလူပင်မန်းတာထက်အဲ့လိုဒီဒီ hot topic တွေကိုလိုက်ပြီး cover လုပ်ရတဲ့အခါမျိုးမှာတစ်ခါလေကြာမလုံချင်တာမျိုးရတော့ရှိတတ်တယ်အဲ့လိုမျိုးဆိုရင်တော့ကိုယ့်ဟာကိုယ်ထွက်ပေါက်ဘလို့ရှာမလဲဆိုတာလဲတစ်ချက်စဉ်းစားနေတယ်ဗောနောအဲ့လိုပုံစံမျိုးနဲ့သွားတဲ့နဲ့အခုလောလောဆယ်တော့အဲ့လိုရိုင်းမဲ့သူတွေကတော့ ကိုပိုင်အဲ့လို personal project အနီးနားမှာပဲငွေကုန်ချေချနေပြီးတော့အလွယ်တကူရိုက်မဲ့ project ဟာမျိုးပဲရိုက်ဖို့အကြံပေးတယ်ပေါ့နော်အဲ့မျိုးဆိုရင်အနေနဲ့လဲကင်းမယ် media cut လို့ဟာမျိုးကြီးလဲရှိဖို့မလိုနေဘူးပေါ့နော်အဲ့လို story မျိုးကြီးရိုက်ရင်းနဲ့ချင်းမှုကျွန်တော်တော့လောလောဆယ်အကြံပေးပါတယ် media လောကကတော့ခုလောလောဆယ်အခြေအနေမကောင်းဘူးကဘာမှလည်းအခြေအနေမကောင်းဘူးကျွန်တော်တို့ဒီအာပြီးခဲ့တဲ့အာ February ပြီးခဲ့လာ ကျွန်တော်ဓာတ်ပုံဆရာဒီ မက်စကင်ဆိုရယ်ယူကရိန်းကတပ်ပုံဆရာနဲ့လည်းကျွန်တော်ဒီမှာ coffee sign ထိုင်းလိုက်သေးတယ်သူနဲ့စကားပြောကြည့်တော့ကမ္ဘာမီဒီယာ landscape ကအခြေအနေတိတ်မကောင်းဘူးပေါ့နော်ဒီအများစုကတကယ်တမ်းတော့ကမ္ဘာမီဒီယာမှာလောလောဆယ်ပေးများတာကအကုန်လုံးက multimedia ဖြစ်သွားပြီဖြစ်တဲ့အတွက် view အလုပ်တွေပဲပုံများပါတယ်တည်င်းအလုပ်မှာတော့အလိုမျိုးတွေကပို့ပြီးတော့ပေးတာလည်းများတယ်အလုပ်ကင်ခွန်လည်းပုံများတယ်ပေါ့နော် TV channel ဟာမျိုးတွေ ဓာတ်ပုံအခက်မကောင်းတော့ဘူးပေါ့နော်ဓာတ်ပုံအခက်မကောင်းတာကျွန်တော်တို့လွန်ခဲ့တဲ့10နှစ်15နှစ်ကလေးအခက်မကောင်းတာမှာကျွန်တော်စပြီးဓာတ်ပုံစရိုက်ကလေးဟိုသတင်းဓာတ်ပုံအခက်မကောင်းခဲ့ခက်မကောင်းတော့ဘူးပေါ့နော်အရင်ခက်ကဆိုရင်ဒီ James Nashway တို့ဒီအများကြီးပဲပေါ့နော်ဒီ The Eugene Smith တို့အလိုလိုမျိုး Life Magazine တို့ Time Magazine တို့ဆိုတာပတ်စံနေအများကြီးပြီးပြီးတော့ဓာတ်ပုံစရာတွေကိုကဘာနှံ့အာဒီ ဖြစ်ပျက်တွေဖြစ်နေတဲ့နေရာတွေကိုလှုပ်ပြီးတော့ရိုက်ခိုင်းတာအခုနောက်ပိုင်းအဲ့လိုမျိုး professional ဆရာကြီးတွေတောင်အလောက်ကိုင်းအဲ့လိုမျိုးသူတို့ငှားခံရတာတိတ်မရှိတော့ဘူးသူတို့ကိုယ်တိုင်ကွာ workshop တွေပေးတာနဲ့ရက်တည်နေတာတို့ဒီ museum တွေမှာအဲ့လိုမျိုးပေါ့နော်ဒီ editor curator လောက်ရင်လည်းရက်တည်နေတာမျိုးပုံစံမျိုးဖြစ်သွားတယ်ပေါ့နော်အဲ့လို workshop တွေလုပ်တယ်အဲ့လိုပုံစံမျိုးဖြစ်သွားပြီခက်ခါတော့လုံးဝမကောင်းဘူးပေါ့နော်နောက်ပြီးတော့အနောက်နိုင်ငံတွေမှာလည်းဒီ printer အာ newspaper တို့ magazine တို့ဆိုတာတစားစားကုန်နှလောက်ဖြစ်သွားပြီပေါ့နော်ဒီပြင်သစ်တို့ဘာတို့မှာဆိုရင်လည်းကျွန်တော်အရင်လုံးနေကြ magazine တွေဘာညာရယ်ဆိုမရှိတော့ဘူး UK မှာဆိုလဲပုံနှိပ်တာမရှိတော့အကုန်လုံးက online ဖြစ်သွားတယ်နောက်တစ်ခုအများစုက video ဖြစ်သွားတယ်လို့ပုံစံမျိုးပေါ့နော်လက်ရှိအဲ့ဒီ magazine ဆိုရဲတယောက်နဲ့စကားပြောကြည့်တဲ့လောက်တော့လောလောဆယ်ဟို time magazine တော့တော်တော်ရက်တီရခတ်နေတယ်လို့ကြားရတယ်ပေါ့နော် နောက် news week လို့ဟာမျိုးတွေတော့နောက် လက်ရှိ New York Times သတင်းစာလောက်ပဲလောလောဆယ်ကြံတော့မယ်ပေါ့နော်နောက်ပိုင်းဆိုအကုန်လုံးကတစားတစားရပ်သွားကြမှာဆိုတော့ခက်ကတော့ကောင်းနေဦးဒါမဲ့ဒါကဟိုပဆိုင်ရလို့လုတ်တယ်လုတ်ထဝါသနာပါလို့လုတ်တာမှန်တယ်ဆိုရင်တော့ကိုပိုင် project နဲ့ကိုယ့်အကိုပဲဒီ personal project လုပ်ရင်းနဲ့စဖို့ကျွန်တော်တော့အကြံပေးပါတယ်ဟုတ်ကျွန်တော်ဒီခေါက်တော့ဒီလောက်ပဲပေါ့နော်နောက်တစ်ခေါက်မှတခြားအကြောင်းအရာနဲ့ပြန်လို့ဆုံးတာပေါ့ဟုတ်ကျေးဇူးပါ